ဆုံးတာတနှစ်ပြည့်ပေါ့နော်တနှစ်ပြည့်ဆိုတော့ဒီမှာကြတော့ဘုံဘုံကြီးကငငယ်တုန်းကလည်းကိုကြောင်းတက်ခဲ့နေရလည်းဖြစ်တယ်ပြီးတော့အမေလည်းကိုကိုွယ်ခဲ့တာဆိုတော့လေဒီမှာလာပြောနေဆုံးလေးကတ်တာပါအမေအမေကပြောနေကြစကားရှိတယ်။တနေ့တန်းအောင်ကြိုးစားပြီးတော့အမေတို့ကနောက်တစ်နှစ်ထားနိုင်တာမဟုတ်ဘူး။အဲ့လိုမျိုးပြောလို့ရှိရင်ကိုယ်အိတ်စိတ်နဲ့ပေါ့နော်။စိတ်ချမ်းသာစီခြင်းနဲ့စိတ်နဲ့ကွာ။အဲ့လိုကြိုးစားခဲ့ရဆိုတော့လေ ဒီလိုအချိန်မှရှိစေချင်တော့တဘွားလုံးမှာမြမကြီးအနဲ့ဖျားဘူးလေးတစ်ခေါက်ထွက်ဖို့တော့မှအမေကမထွက်ဘူးဘာလို့လဲဆိုတော့သားသမီးတွေရဲ့အရေးတွေနဲ့ပဲ နောက်14ရက်နေ့ဆိုရင်မြို့သူမွင်းလေးရောက်ပြီမွင်းလေးရောက်ပြီဆိုရင်အခုကနှစ်တိုင်းအမြဲတမ်းဒီလိုသတိရနေရမှာကိုမွင်းလေးနာနေလာပြီအချိန်မှဖြစ်သွားဆိုတော့လေဒီနေ့ကကြတော့မြို့သူအမေဆုံးတာတနှစ်ပြည့်ပေါ့နော်တနှစ်ပြည့်ဆိုတော့ ။ဒီမှာကျတော့ဘုံဘုံကြီးကငငယ်တုန်းကလည်းကိုကြောင်းတက်ခဲ့နေရလည်းဖြစ်တယ်။ပြီးအမေလည်းကိုကိုွယ်ခဲ့တာဆိုတော့လေဒီမှာလာပြီးနေဆုံးလေးကတ်တာပါ။အဲဘယ်လိုခေါ်မလဲရကမကြီးရဲ့နှစ်ပတ်လည်နေ့မှာလည်းဟိုလိုက်ပြပြီးတော့မလူခံရတဲ့တွင်လည်းဟိုပါပေါ့နော်အရန်ကြည့်လို့ရမြောက်နေပါတယ်ညံညံနေလို့ပဲပြောရမလားဘယ်လိုပြောရမလဲမသိဘူးပေါ့နော်ဒါမဲ့ ကို့အနေနဲ့ကတော့မနေတနေ့ရလို့ပဲပြီးတော့ဟိုခုချိန်ဒီရောပေါ့နော်စိတ်ကမနေနဲ့တချို့ရလေယူကြုံမရဖြစ်နေရလေရှိပေမဲ့တတ်နိုင်တဲ့လောက်တော့တရားနဲ့ဖြေပါတယ်ပို့ပြီးတော့ကုသိုလ်တွေလုပ်ပေးနိုင်အောင်ပဲပို့ပြီးတော့ဟိုကြိုးစားပါတယ်ပို့ပြီးတော့ဒီတက်ပို့ပြီးတော့ကျေးဇူးဆက်ချင်တာပေါ့နော်။ဒါဆိုတော့တစ်ဘွားလုံးမှာတကယ်အပင်မန်းဆုံးခက်ခဲဆုံးအချိန်တွေက ကိုနဲ့အမေနဲ့ရပဲအတူရှိခဲ့တာဆိုတော့အခုလိုမျိုးလေးစင်ပြပြနဲ့ထားနေတဲ့အချိန်ထားနိုင်တဲ့အချိန်မှာအမေကိုရှိစေခြင်းနဲ့ပြီးရင်အမေလက်နဲ့လူတွေလှုပ်စေခြင်းနဲ့ပြီးရင်ကိုလုံးနေတဲ့အလုံးမှာအမေကဝမ်းသာပြီးပြုံးပြော်ပြီးတော့မှဂုံယူပြီးတော့ရှိနေစေခြင်းတာပေါ့နော်။ဒါဆိုနောက်၁၄ရက်နေဆိုရင်မြို့သူမွေးနေ့ရောက်ပြီ။မွေးနေ့ရောက်ပြီဆိုရင်အခုကနှစ်တိုင်းအမြဲတမ်းဒီလိုတတိယနေရမှာကိုမွေးနေ့နာနေလာပြီ။အချိန်မှဖြစ်သွားဆိုတော့လေ။ မှတ်တရအများကြီးပေါ့ဒါကိုရက်ွက်သေးရကိုတက်ခဲ့တဲ့အကြောင်းဆိုတော့လေအများကြီးပဲမှတ်တရအများကြီးအဲအကြောင်းမလို့အခုဒီမှာလာပြီးတော့တနည်းပြေပြန်လာလို့ရဲဆိုပေမဲ့ကိုယ်စိတ်ထဲမှာဟူးငငယ်လေးအကြောင်းရည်ကလုံးကလည်းအဲ့လိုကုန်ပြတ်မှတ်မိနေတယ်အဲပြီးရင်နောက်တစ်ခါအမျိုးသူတို့ကအဆင်မပြေတဲ့မိသားစုဆိုတော့မဲနဲ့အမဲနဲ့အမေကပြောနေကြစကားရှိတယ်။တနည်းတန်းအောင်ကြိုးစားပြီးတော့အမေတို့ကနောက်တစ်နှစ်ထားနိုင်တာမဟုတ်ဘူးအဲ့လိုမျိုး ပြောလို့ရှိရင်ကိုကအဲ့စိတ်နဲ့ပေါ့နော်စိတ်ချမ်းသာကြည့်နေတဲ့စိတ်နဲ့ကိုကအဲ့လိုစူးစားခဲ့ရဆိုတော့လေဒီလိုချိန်မှရှိစီနေတော့မင်းကကြောက်တော့ဟိုတက်နိုင်ဘယ်လိုပြောမလဲဆိုရင်တစ်ဘွာလုံးမှာ မြမပြည့်အနဲ့ဖျားဘူးလေးတစ်ခေါက်ထွက်ဖို့တော့မှအမေကမထွက်ဘူးဘာလို့လဲဆိုတော့သားသမီးတွေရဲ့အရေးတွေနဲ့ပဲတစ်ခါတလေမင်းဖျားဘူးရက်ွက်ထဲမှာစုပြီးသွားရှိအမေလိုက်သွားပါလားဆိုရင်တော့မှပဲကိုရီကိုငဲ့ပြီးတော့ကိုရီစိတ်မချဖြစ်ပြီးတော့မသွားဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဲ့လိုသူများတကာရေလိုမျိုးဟိုတနေ့တစ်ခေါက်ဖျားဘူးထွက်တယ်ဆိုတာလည်းမရှိဘူးတနေ့တစ်ခေါက်ပဲအပြုတ်ခီးထွက်ရတယ်ဆိုတာလည်းမရှိဘူးသူတို့ဘဝလုံးက ဒီလိုပဲပင်မန်းပြီးတော့ပဲနေလာဆိုတော့လေအဲကြောင့်အမေမဆုံးနေကျမကြီးမကောင်းဘူးဆိုတာသိတဲ့အချိန်မှာတော့လေအမေနဲ့တူတူတီလာရှင်လိုက်ဝတ်တာပေါ့နော်အမေကတော့ယောဂီဝတ်တာပေါ့နော်အဲတော့အမေကယောဂီဝတ်တယ်မြစ်တော်ကတော့အမေကိုကျေးဇူးဆက်တဲ့အနေနဲ့တီလာရှင်ဝတ်ပြီးတော့အတူတူအဲဆရာလေးခင်မာရန်လေးကျမဝတ်ခဲ့ရပါတော့အဲ့ဒါကပဲဘဝရဲ့အမှန်တရားကြီးဖြစ်သွားတာပေါ့တခါလူကြတော့လေသူ တတိတရာနဲ့တော့ဖြစ်တဲ့အခါကျတော့အဲ့ဒီချိန်ကျတော့လည်းဘယ်လိုပဲပြောနှစ်သိမ့်မှုလေးပြီးပြေးရတာပေါ့နော်တခါမှအဲ့လိုမျိုးမတွေ့ခဲ့ရဘူးဟိုရှူတင်သူများမေဆိုရင်ရှူတင်လိုက်မယ်ဆိုလဲသူမလိုက်ဘူးအမေပွဲတစ်ခုသွားမယ်လိုက်ခဲ့ပါဆိုလဲမလိုက်ဘူးအတခါတလေကျတော့ကိုကကို့အမေဆိုတော့ခေါ်ချင်တာပေါ့နော် ခေါ်ချင်တော့ခေါ်သွားရဆိုလို့ရှိရင်လဲသူကသူ့ဘာသူဂျောင်းနဲ့ဂျောင်းမှသွားနေနေတယ် ပြီးအထုပ်တွေလိုက်ဆိုရင်ဖက်နှက်တွေလိုက်သိဆိုကိုကအမေကိုအဲ့လိုကူဖို့ခေါ်လာတာမဟုတ်ကိုလုံနေတဲ့အလုပ်တစ်ခုမှာဂုံယူပြီးတော့မှရှိစေချင်တာဆိုတော့အနောက်ပိုင်းကအမေအမေရဲ့နေပုံနဲ့မှကြည့်သူကျဉ်ကျဲ့နေသူနေရတာအဆင်မပြေဘူးဆိုတာအဲ့နောက်ပိုင်းကမခေါ်ပြတော့အမေကအဲ့လိုငါသမီးမင်းသမီးဆိုတော့အဲ့လိုမျိုးကြီးလည်းမရှိဘူးသူကသူပဲနေနေရကိုကတော့မင်းမီးရဲ့အမေဆိုတော့ရှူတင်မှလို့ခက်ခဲရည်နဲ့လို့ထားပြီးတော့ကိုကတော့ဘာပဲဖြစ်ပြောကိုလုံးနေအလုံးမှာပေါ့ပါလာစေချင်တာပေါ့ ဒီမှာကျတော့အမေကိုးကွယ်ခဲ့တဲ့ဖမုံကြီးလည်းဖြစ်တဲ့အခါကျတော့လေဒီမှာအမေလက်နဲ့လည်းဖမုံကြီးကိုကိုရံကိုကြအလိုလူတွေလူနံအောင်လို့လည်းမသူတို့လှုပ်ပေးခဲ့တယ်အခုမရှိတော့ပေမဲ့လည်းဒီမှာရည်စူးပြီးတော့မှလာပြီးတော့လှုပ်ပေးတယ်နှစ်တိုင်းလည်းလှုပ်ပေးနိုင်အောင်လို့သူကလှုပ်မှာပဲဖမုံကြီးဆိုရင်လည်းအမေအိပ်ရတဲ့လဲနေတယ်ဆိုတဲ့အချိန်လေးကဟိုဒါအိမ်ကြီးကြွလာပြီးတော့ဗောနော်အမေကအိပ်ရတဲ့မှာဖြစ်နေအခန်းပြင်တော့မထွက်နိုင်ဘူးအဲ့လိုချိန်မျိုးတွေက ုမုံညာမြစ်တာပို့ပြီးတော့မှလေအမေကိုဟိုနောက်ဆက်မတင်းရအောင်လို့ဟောပြောပြသခဲ့တာမျိုးတွေတရားဟုတ်ပြီးခဲ့တာမျိုးတွေအဲ့လိုမျိုးနဲ့ဆိုတော့ခုမုံညာလည်းမြစ်တာတွေပို့ပေးပါတယ်ကိုလည်းဒီထက်ပို့ပြီးတော့ဟိုအလုပ်တွေစူးစမ်းပြီးကိုရဲ့ဟိုဝင်ငွေတမအာဇီဝကြရတဲ့ငွေနဲ့ဒီထက်ပို့ပြီးအလူတွေတန်းနေလုပ်မယ်ရည်စူးပြီးတော့ပေါ့နော်ဟိုပို့ပြီးကုသိုလ်ကောင်းမှုတွေလုပ်မယ်လို့စဉ်းစားထားပါတယ်